ကြာသာပရိသတ်သမီးများအတွက်ဆယ်လာပိုင်းတစ်လလုံးကတမဟိုစတယ်နဲ့ဆောင်းရှောင်းလေးတွေကိုဆာမလီကအသေးစိတ်ပြောပြပေးတော့မှာဖြစ်ပါရဲ့ရှင်။ဆာမကတော့တာရနဲ့ဗီဒီယိုတဲမြန်ကိုပြောကြပေးတော့မယ်။ဆာမလေးသွန်ခတ်မိပဲဖြစ်ပါရဲ့ရှင်။ဆာမရဲ့ page ကို like and follow လုပ်ပေးထားပါ။ဒါမှဆာမနစ်စီတီဗီရဲ့ကုသပြုရတဲ့အရင်နဲ့ဒီလိုမျိုးရတဲ့ hostel လေးတွေကိုအခမဲ့တင်ပေးတော့မှာဖြစ်ပါရဲ့ရှင်။ဒါဆိုရင်ဆာမရဲ့ဒီဗီဒီယိုလေးကို like and share လေးလုပ်ပေးဖို့မမေ့နဲ့နော်။ကြာသာပရိသတ်သမီးတွေရပါတော့နော်။ဆာမတို့6လပိုင်းမှာတော့ ငွေကတော့ငွေလိုက်ထွက်လိုက်ဖြစ်နေတတ်တယ်ပေါ့နော်ငွေမမြဲတာပေါ့အဓိကလीဝေးကြီးရပေါ့နော်အဖက်မတင်တာများတယ်အဓိကအဖြစ်ကိုကပေါ့နော်မိသားစုကြောင့်ဖြစ်စေကျမ်းမာရေးကြောင့်ဖြစ်စေပေါ့နော်ငွေကအထွက်များတာပေါ့နော်အဲဒီခါလေးကြရင်ကိုကအရင်တော့ဟိုကျွေးမှုတွေယူမိရတဲ့အတွက်ပေါ့နော်အကျွေးတွေကအတိုးတက်ရတာနဲ့ကိုရဆရာရှိရဲ့ငွေတွေပြန်မရတာတွေအကြောင်းငွေကြီးကတိတ်ပြီးတော့မလဲပတ်တာမျိုးလေးတွေတော့ရှိနေတော့မယ်အာစမ ဟိုကုလပိုင်းတော့ဆက်မခေါ်တဲ့ထဲမှာပါထားရပေါ့နော်စာသာပရိသတ်သမီးတွေကနောက်3လကြာရင်စီးပွားတက်မှာမို့လို့ကုလပိုင်းကဟောထားတာဆိုတော့အခုဆက်မတို့ဆယ်လပိုင်းပထမကာလကိုဆက်မတို့ဖျက်ကျော်နေပြီပေါ့နော်အဲအားကြောင့်မလို့ဆက်မရဲ့စာသာပရိသတ်သမီးတွေဘာမှစိတ်မပူပါနဲ့လို့ဆက်မလေးကပါကြမှာရှင့်အခု 3လပေါ့เนาะကိုနောက်3လမြောက်ခင်မှာတော့ကိုကအကောင့်နဲ့အဆိုးကတော့ထွန်တွဲနေရပေါ့เนาะကိုလိုမျိုးကြီးတော့အဆိုးကြီးပဲတော့ဟုတ်မနေဘူးအကောင့်နဲ့အဆိုးလေးတော့ထွန်တွဲနေရအတွက်ကိုကနည်းနည်းလေးတော့တတိထားရမယ့်အချိန်ကာလတစ်ခုလည်းဖြစ်ပါတယ်ရှင်။ဆမိုင်းရဲ့စာသာပရိသတ်သမီးတွေကဒီဆယ်ရာပိုင်းမှာ65ရာခိုင်နှုန်းကတော့အကန်ကောင်းလာပြီဖြစ်ပါတယ်ရှင်။ဆမားတို့ ကြတာပြိတာသမီးတွေရပါတော့ကိုကိုအထင်မြင်သေးတဲ့သူတွေကိုကိုနှိမ်ချထားတဲ့သူတွေနှုတ်ပိတ်အံ့ဩသွားလာအောင်ကိုစမ်းကိုစပြနိုင်မဲ့အချိန်ကာလတစ်ခုကိုရောက်ရှိလာတော့မှမလို့ကြတာပြိတာသမီးတွေဘာမှစိတ်မပူနဲ့စိတ်တက်မကြနဲ့ကိုကလှုပ်ဆက်ရှိရရင်ဆက်လို့ ကိုအခုလုပ်နေတဲ့အလုပ်ကိုပဲဒီဇိုင်းမမတ်လေးလုပ်ပေးပါကိုကဘာမှကိုစိတ်သက်ကြစရာလည်းမလိုဘူးဘာမှစိတ်ညစ်စရာလည်းမလိုဘူးကိုလုပ်ချင်တဲ့အရာတွေကိုကြံစီထားတဲ့အရာတွေစလုံးလို့ကောင်းမဲ့ချိန်ကာလတစ်ခုကိုရောက်ရှိနေပြီဖြစ်တဲ့အတွက်ကိုကအဲလုပ်ငန်းတွေစလုပ်ချင်နေဆိုရင်ဒီကာလမှာစပြီးရောလုပ်တဲ့အချိန်ဒီကာလလို့ဇမလေးကပြောချင်ပါတယ်ရှင့်ဆလာပိုင်းမှာကြာသပတေးသမီးတွေကတတိထားရပေးရမှာကဘာလဲဆိုတော့ ကိုအနည်းတို့ဒုက္ခပေးတတ်တယ်ပေါ့နော်အနည်းတို့ဒုက္ခပေးတတ်တယ်ဆိုတာကကိုကိုတစ္ဆာပေါက်တတ်တယ်ကိုတော့ကြောဓာတ်နဲ့ထူတတ်တယ်အဲ့ဒီအတွက်ကိုကအထူးဂရုစိုက်ပေးဖို့လိုအပ်ပါတယ်ရှင့်ပြီးရင်ဆယ်လာပိုင်းမှာကိုကငွေကြီးပေါ့နော်ပတ်စံလင်းခံရခြင်းရှိရဲ့ဒါကြောင့်ကိုကအထူးသတိထားပြရမယ်ပေါ့နော်အွန်အွန်လိုင်းကပဲဖြစ်စေဒါမှမဟုတ်အပြင်ကပဲဖြစ်စေပေါ့နော်ကိုကငွေကြီးတွေလင်ခံရတတ်တယ်အဲ့ဒီအတွက်ကိုကအထူးသတိထားပြဖို့လိုပါတယ်ရှင့် ဆယ်လာပိုင်းမှာပေါ့နော်ကြာသပတေးတသမိတွေကငွေတော့အလုံးရင်းဝင်ခင်းရှိရဲဒါပေမဲ့အထူးတတိထားရပေမှာကငွေကမမြဲပဲနဲ့မစုမိပဲနဲ့အဖက်မတင်ပဲနဲ့ပြန်ထွက်သွားတတ်တယ်ဒီကိုလာပိုင်းတော့ဖြစ်ခဲ့တယ်လို့မျိုးဖြစ်တတ်တယ်မို့လို့ကိုကအဲ့အလေးငွေကြီးနဲ့ပတ်သက်ပြီးတော့ပေါ့နော်တည်တည်စချာလေးသုံးဆဲပြီးတော့အတုံးမလို့တဲ့ဟာလေးမဝယ်မိအောင်ပေါ့နော်ငွေတွေအဖက်တင်အောင်ကိုကလည်းဒီဥစိုက်နဲ့အတုံးပေးဖို့ဆက်မလေးကမှာကြပါရဲ့ရှင့်ဆယ်လာပိုင်းမှာကြာသပတေးတသမိတွေကပေါ့နော်ကိုကိုအကြောင်းမဲ့အကျိုးမဲ့တိုက်ခိုက် တက်တဲ့လူတွေရှိရပေါ့နော်ဥပမာစီးပွားရေးကြောင့်ဖြစ်စေလူမှုရေးကြောင့်ဖြစ်စေကိုယ်တိုက်ခိုက်တတ်တယ်ကိုယ်သဘုတ်လွင်လွင်ပြောတတ်တယ်အဓိကကကိုယ်စီပွားရေးကိုလည်းထိခိုက်တတ်တဲ့အတွက်ကိုကတော့အထူးသတိထားဖို့မှာကျင်ပါတယ်ရှင်။ပရပိတာသမီးတွေကပေါ့နော်ကိုကိုကိုတိတ်ပြီးတော့မကြည့်တတ်ဘူးပေါ့နော်မိသားစုပေါ့ပေါ့နော်ဒါမှမဟုတ်ဟိုဆွေမျိုးသားချင်းအပေါ်ဒါမှမဟုတ်မောင်နှမအပေါ်ချစ်သူအပေါ်ကိုကအနုနာခံတယ် အဲ့လိုမျိုးဘယ်ကိစ္စအတိုင်းမဆိုမိသားစုတွေရဲ့တာဝန်ကိုလည်းကိုကထမ်းရွက်ထားရတယ်တခါတလေပေါ့နော်သူများအတွက်သူများအတွက်ပဲကိုကခေါင်းရှုပ်ရတယ်စိတ်ညစ်ရတယ်ကိုကပဲအဲ့ဟာတွေကိုထမ်းပိုးထားရတယ်အဲ့အတွက်ကိုကပေါ့နော်ဒီခါလေးကြရင်ကိုကိုကိုလည်းဟိုဂီယူဆိုင်ပါကိုအတွက်ကိုလည်း အဲဒီခလေးကြရင်အချိန်ပေးပါလို့ဇမလေးကမှာကြမှာရစ်ဘာလို့ဆိုတော့အနုနာခံတာလဲအနုနာခံပေါ့နော်တဘဝတလျှောက်လုံးကစာသာပရိသတ်သမီးတွေကမိသားစုပေါ်ဖြစ်စီမိတုပေါ်ဖြစ်စီကိုယ်စိတ်မှန်စိတ်ထားကောင်းနေပေးဆက်တဲ့သူတွေဖြစ်တဲ့အတွက်ကိုယ့်ရဲ့စေတနာတွေကလည်းအကျိုးပေးတော့မဲ့ကာလတစ်ခုကိုရောက်ရှိလာတော့မှာပဲဖြစ်ပါရဲ့ရှင်ဆေလာပိုင်းမှာစာသာပရိသတ်သမီးတွေကစက်ပစ္စည်းဝင်ငင်းရှိရဲ့စက်ပစ္စည်းဆိုရဲဘာတွေလဲဆိုတော့အိမ်သုံးဆောင်ပစ္စည်းဒါမှမဟုတ်ဖုန်းဝင်ငင်းရှိရဲ့ပေါ့နော်ဒါမှမဟုတ် ကားဖို့နော်ဝင်ငင်းရှိပါတယ်ရှင်။ဇာဘာပရိသသမီးတွေကဆောလျော်ဝင်လာမှုနည်းနည်းလေးတတိထားမဲ့အချိန်ကာလတစ်ခုလည်းဖြစ်ပါတယ်။ဆမပြောသလိုနောက်၃လကြာရင်စီးပွားတက်မှာမို့လို့ဇာဘာပရိသသမီးတွေကနောက်၃လနေရင်တကယ်ကိုကိုယ့်ရဲ့ကန်ဆာလာအတက်ဘက်ကိုပြန်ရောက်လာတော့မှာမို့လို့ဘာမှစိတ်မပူနဲ့။အခုတော့ဒီလကလည်းမကောင်းတာမဟုတ်ဘူးကောင်းတယ်။အဲအဲ့လိုအဆိုးနဲ့အကောင်တော့ထွန်ထွဲနေရမို့လို့ဘာမှတော့အရင်ကြီးတော့စိတ်ပူစရာတော့မလိုဘူးလို့ဆမပြောထားတဲ့အချက်လက်လေးတွေကိုပဲကိုကတတိထားပြီးဖို့ပဲလိုပါတယ်ရှင့်။ ကြပရိသသမီးတွေကအခုဒီဆယ်လာပိုင်းမှာနိုင်ငံရဲ့ချားနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအကျိုးပေးတယ်ပေါ့နော်။ကိုကနိုင်ငံရဲ့ချားသွားခြင်းတဲ့သူတွေအဲဟိုနိုင်ငံရဲ့ချားနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအဆင်မပြေတဲ့သူတွေတောင်မှဒီလမှာအဆင်ပြေမယ်။ပတ်စပို့ရဖို့ကြံ့ကြံ့နေတဲ့သူတွေတောင်မှဒီလထဲမှာရဖို့များပါတယ်ရှင်။ ခီးသွွားရခြင်းရှိတယ်နိုင်ငံအခြားခီးဒါမှမဟုတ်တောင်ဘက်ဆူဆူစတဲ့ခီးတွေကိုသွွားရခြင်းရှိရယ်ကောင်းသောသွားခြင်းခီးပဲဖြစ်ပါရဲ့ရှင်အဓိကကဖျားဘူးကြောင့်ဖြစ်စေအလှူဒန်းပြုလုပ်မှုကြောင့်ဖြစ်စေပေါ့နော်ကိုကခီးသွွားရခြင်းရှိပါရဲ့ရှင်အဓိကကိုကအမြဲတမ်းဟိုကိုလုံးဆရာရှိရာကိုဆက်လုံးကောင်းကောင်းမဲ့တွေကိုကစိတ်ရင်းစိတ်ထားကောင်းတဲ့ခါကျရင်အကောင်းတွေပဲရောက်လာမှာစသာပရိသသမီးရအမြဲတမ်းမကောင်းအာအလိုကြီးတွေးမနေနဲ့အမှန်တိုင်းပြောရရင်လေကိုကကောင်းတာလုပ်တယ်မလားကောင်းတာလုပ်ရင်ကောင်းတာတွေပဲရောက်လာမှာ ဆက်မပြောတာယုံတကယ်ပြောတာကိုကကောင်းတာတွေပဲလုပ်နေဆိုကိုစီကိုပဲအကောင်းတွေပဲရောက်လာမယ်အဓိကလေကိုရဲ့အကောင်းဆုံးရည်တွေကလေဘာလဲဆိုရင်ဆက်မရည်တွေကပြပြမယ်ဂျုံလုံးပေါ့နော်ကိုရဲ့အကောင်းဆုံးရည်တွေကမိဘရှိရယ်ဆိုရင်တက်ရှိမိဘပေါ့နော်တက်ရှိမိဘရှိရယ်ဆိုကိုရဲ့မိဘကိုကိုကလုံချွေးပြစုတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုတက်နိုင်တဲ့လောက်ပေါ့နော်မုံလေးပဲကျွေးရပဲဖြစ်ဖြစ်အဲအဲ့လိုတချို့ကျတော့စီပွားရေးမပြင်းလဲလို့မိဘကိုလုံပေးချင်ပေမဲ့မရှိတဲ့သူတွေကလည်းဘာမှအိုင်းငယ်စရာမလိုဘူးကိုကတော့မုံလေးကျွေးရပဲဖြစ်ကိုရဲ့အကောင်းဆုံးရည်တွေကဘာလဲ ဲဆိုရင်လေးတည်လာဟိုမိဘကိုကိုကပေးကန်ကျွေးမှုရပဲဆမတော့အမြတ်စွာဘုရားရှင်ကိုရမင်းကြီးကိုစိတ်တွေအရင်ညစ်လာတဲ့ခါကျရင်ကိုကတောက်တော်ရည်တွေလဲပေးတယ်ဖရာဘတ်นี่ကတ်တယ်အဲပြီးရင်ကိုတတ်နိုင်တဲ့ဂုံတော်လေးတွေရွတ်တယ်အဲတချို့ကြတော့လဲဟိုပဋ္ဌာန်းညွတ်နိုင်တဲ့သူတွေတက်လဲကောင်းတယ်ပေါ့နော်ပဋ္ဌာန်းညွတ်အဲ့ဒါလဲဟိုကောင်းတယ်စီးပွားရေးလူမှုရေးကျန်းမာရေးအဖက်ဖက်ခံနေပြန်ပြီးအဆင်ပြေလာမယ်ဟိုမြတ်မြတ်ဖြစ်ရမယ်အရာမှာနည်းနည်းလေးပဲဖြစ်သွားရပေါ့နော်အဲ့ဒါကိုယ့်ရဲ့အကောင်းဆုံးရည်ရည်ရည်ပဲ ကျမကြီးကြာသာပရိသတ်သမီးရာဒီဆယ်လာပိုင်းမှာနည်းနည်းလေးတော့ညံ့တာတွေ့ရတယ်အထူးတတိထားပေးရမှာကအစာအိမ် wifi ခေါင်းကြိုက်တာတို့ဒါမှမဟုတ်ဘောเนาะခန္ဓာကိုယ်ထုံချင်းကြိုက်ခဲတဲ့ယောဂအဲ့လိုမျိုးပေါ့ခန္ဓာကိုယ်ကကြိုက်ခဲနေရမျိုးလေးပေါ့เนาะပြီးရင်မျက်စိနာတာပေါ့အဓိကမျက်စိဥပတ်ပေးတတ်တယ်အဲ့ဒီအတွက်ကိုယ်ကအထူးခရုဆိုင်ပေးပါရှင့်အခြေအခြေကြတော့ပေါ့เนาะချစ်သူမရှိတဲ့သူတွေချစ်သူရတတ်တယ်စံပွင့်တတ်တယ်ပေါ့เนาะချစ်သူရှိတဲ့သူတွေကတော့ပေါ့နော်အထူးတတိထားပြရမှာကအခုကာလမှာပေါ့နော်အဲ break အလုပ်ရလောက်ဒီအခြေအနေတစ်ခုကိုဖြစ်သွားတတ်တယ်ကိုကအထူးခရုဆိုင်ပေးဖို့မှာကျင်ပါတယ်ရှင့်အင်းအောင်ရင်အင်းအောင်ရင်က အင်းတော့ဘက်ကပေါ့နော်ကိုပေါ့အဲအမြင်မကြီးတာဒေါသထွက်လွှဲတာအပြစ်ရှာလွှဲတာပေါ့နော်အဲ့လိုမျိုးလေးတွေဖြစ်တတ်တယ်အဲအကြောင်းကိုကစိတ်ရှုပ်စိတ်ပင်ပန်းတက်ရတယ်ပေါ့နော်အဲ့အတွက်အင်တာဗျူးနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးအင်တာဗျူးရဲ့အဆင်မပြေလေးဖြစ်တတ်တယ်ပေါ့နော်အဲ့အတွက်ကိုကအထူးကိူးဆိုင်ပေးပါလို့ဆမလီကမှာကျင်ပါရှင့်ကဲဒါဆိုရင်ဆမရဲ့ကြာသာပြေးတာသမီးတွေဒီဆယ်လာပိုင်းမှာဆမပြောတော့တဲ့အញ្ញံလေးနည်းနည်းလေးတွေပြပြောက်သွားအောင် ိုပြောသမျှဆိုသမျှအောင်ရအောင်အရာရာအဆင်ပြေအောင်လုပ်သမျှကြင်သမျှတွေတခါလေးချုံးမွေသွားအောင်လို့ဆမကရေရကောင်းလေးတစ်ခုကိုပေးတင်ပါတယ်ရှင်။အဲ့ဒီရေရကအရန်ကိုလည်းကူယူရှင်းပါတယ်။ဆမတို့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးကိုအဲအညံ့အတက်ခိုက်လေးရှိရတဲ့ဆမတို့တမျှတိကိုလုံးမဲ့လှူခိုင်းအောင်မဲ့စွန်းထမင်းနဲ့တကွာပန်းခေါ်ပြီးကြုံပန်းခေါ်ပြီးကြုံပန်းဝင်လေးပန်းဝင်စင်းလေးပေါ့နော်။အဲ့လိုမျိုးလေးနဲ့စွန်းထမင်းနဲ့ပန်းပန်းပန်းခေါ်ပြီးပန်းပွင့်စင်းကြော်လေးနဲ့ပေါ့နော်။ကဲလူဘူးဆိုပေးပါ။ပြီးကြရင်တမျှတိကိုလုံးလှူပေးပါရှင်။ဒါကဒီရေရလေးကိုမိတိ မိမဆိုပြုလုပ်လို့ရပါတယ်။ဆမိုင်းဒီဗီဒီယိုလေးကို Saturday နေ့ကစပြီးတော့လည်းပြုလုပ်လို့ရပါတယ်။တကယ်တည်းပြုလုပ်ရမှာဖြစ်ပါတယ်ရှင့်။ဒီဆွတ်တော်ကတာလေးကိုတော့မနက်9:00နာရီမှ17:00နာရီအတွင်းပြုလုပ်လို့ရပါတယ်ရှင့်။ဆမိုင်းရဲ့ဇာတာပရိသသမီးတွေမိသူမဆိုပြုလုပ်လို့ရပါတယ်ရှင့်။ထီထိုးခြင်းတဲ့သူတွေထီကန်ဆန်းခြင်းတဲ့သူတွေကတော့အဖြူရောင်ပန်းရောင်ဝစ်စင်ပြီးတော့ပေါ့နော်။အဲ6တို့7တို့ စတဲ့ကဏ္ဍတွေကိုထိုးပြီးတော့ကန်ဆန်းပေးပါကျစုကြီးရဲ့ထီစုသေးတွေပေါက်ကင်းရှိပါတယ်ရှင့်အဲ့တော့ဆမရဲ့တာဝန်ရေးတာသမီတွေအထူးကန်ဆန်းလို့ရပါတယ်ရှင့်ဒါဆိုရင်ဆမရဲ့ဒီဗီဒီယိုလေးကိုလိုက်ရန်ရှယ်လေးလုပ်ပေးဖို့မမေ့နဲ့နော်ဆမရဲ့ဒီဗီဒီယိုရဲ့ comment အောက်မှာလည်းမိမိရဲ့နေ့နယ်လေးတွေမှတ်ထားပေးပါဆမလေးတအူးတယောက်ချင်းစီတိုင်းကိုစီမံဆွတောင်းပေးပါမယ်ရှင့်ဆမစီမှာဗီဒီယိုမေးလို့ရတယ်စာတာဆစ်လို့ရတယ်တဲရိုမေးလို့ရတယ်ငွေကြီးကြောင့်ဖြစ်တဲ့အခက်အခဲတွေဆမလေးနဲ့အတူတူလာရောက်တိုင်ပင်ဆွေးနွေးလို့ရပါတယ်ရှင့်ဆမစီမှာပေါ့နော်အဲဖုန်းဆက်ပြီးမေးချင်တဲ့သူတွေကတော့ဆမစီမှာ support ပြီးတော့ booking ယူလို့ရပါတယ်ရှင့် င်ဆမစီမှာအစီမံရေတရားတွေဒိုက်တဆင်နဲ့အချင်တဲ့သူတွေလည်းရပါတယ်ရှင်ဆမစီမှာဒိုက်တဆင်အတဲ့သူဘီတူကိုမဆိုဆမကကံမြင့်စေးပြောင်းနိုင်တလားစာပေါ့နော်အဆောင်ကက်လင်းနဲ့အတူတူလက်ဆောင်ပေးပါရရှင်။ပြီးရင်ဆမစီမှာစေးပြောင်းနိုင်တိတက်ငွေချင်တဲ့သူတွေကတော့2900ကျပ်ထင်းနေပေါ့နော်။တခါထုံးရင်အစိမ်းရဲ့ရွှေရဲ့ငွေရဲ့ပေါ့နော်။အစိမ်းကစီးပွားရေးငွေရကြောင့်ဝေးကြီးပေါ့နော်။ရွှေကြောင့်ရွှေဝင်အောင်လို့ဆမလေးကအထူးထုတ်ထားတဲ့ စီပြောင်းနိုင်မှာပေါ့နော်ဆမစီမှာလာရောက်ဝယ်ခြင်းတဲ့သူတွေကတော့2900တက်တဲ့ရှိပါတယ်ရှင့်ဒါလေးကတော့စီပြောင်းနိုင်တလားစာပါရှင့်ပြီးရင်ဆမစီမှာရောင်းပြောသမျှဆိုသမျှအောင်ရအောင်လူချစ်လူခေပေါ်မြအောင်ပြရရှင်မွေရှိပါတယ်ရှင့်ဒါကတော့3800နဲ့ရှိပါရှင့်ဆမစီပြောင်းနိုင်3နိုင်ပေါ့နော်လက်ဆောင်ထည့်ပေးထားပါတယ်ရှင့်ပြီးကြရင်အဆောင်ကလေးရောဆမလက်ဆောင်ထည့်ပေးပါတယ်ရှင့်ကဲဒါဆိုရင်ဆမလေးနဲ့အတူတူလာရောက်ဆွေးနွေးကျင်တဲ့သူတွေကတော့ဆမလေးစီကိုစာပို့ပေးထားပါရှင့်ဆမရဲ့ fiber ဖုန်းနံပါတ်က39968530392ဒီ fiber တစ်ခုတည်းသုံးပါရရှင်။ smart kb ရတယ်39968530392ဒီ kb တစ်ခုတည်းဒါသုံးပါရရှင်။ဒါဆိုရင် smart ကိုကြည့်ရှုနေရခွန်ရတော်သမီးများအလုံးပန်းလုံးမွေးရေလိုအေဂျင့်ကြပါစေ။နေ့ရက်တိုင်းနေ့ရက်တိုင်းမှာပျော်ရွှင်မှုတွေရရှိပြီးရောပေါ့နော်။တစ်သေးတောင်းတစ်သေးမှရေးဖြစ်ပါစေလို့ဇမလေးကအထူးစီမံဆုတောင်းပေးလိုက်ပါရရှင်။ဒီ video လေးကို like ချေလေးလို့ပွေပုံမင်းမင်းနဲ့နော်။အားလုံးပဲကျေးဇူးတင်ပါရရှင်။